မကြီးရဲ့နာမည်လေးနဲ့အသက်လေးအရင်မိတ်ဆက်ပြီးပါပြီးတော့နာမည်ကဒေါ်တင်တင်အေးဖြစ်ပါတယ်ဒေါ်တင်တင်အေးပါဒေါ်တင်တင်အေးအသက်ကတက62နှစ်ပါ62နှစ်ဘယ်ကနေလာတော့ပါလဲသူဝနာကရန်ကုန်သူဝနာသူရန်ကုန်သူဝနာကဟုတ်ပြီဘာဘလောက်ကြာသွားပြီလဲအထုတ်တာ3လလောက်ရှိပါပြီ3လလောက်ရှိပြီအခုအဲ့ဝေဒနာကမ္မထအောင်ဘလူတွေရှုမှတ်ခဲ့လေနော်ဘာတွေတိသွားလဲဘာတွေထူးကြလဲတိကျင်လာတဲ့အကုန်လျှောက်နော်တပြေတော့ဝေဒနာကိုမြင်တာလေးကခံစားတယ်လို့ဝေဒနာကြားတာလေးကခံစားတယ်လို့ဝေဒနာ နေတာလေးကနေတာလေးကခံစားတဲ့ဝေဒနာစတာလေးကခံစားတဲ့ဝေဒနာတွေးထီးဆံလေးကခံစားတဲ့ဝေဒနာကျင်စီတည်တော့တာခံစားတဲ့ဝေဒနာဖောက်ပြန်တာကခံစားတဲ့ဝေဒနာလို့ရှိပါတယ်ပြီးတော့ဟိုမတိတဲ့တဲ့ရုပ်ဘာဝနဲ့တိတဲ့မတိတဲ့တဲ့ရုပ်အကြောင်းနဲ့တိတဲ့တဲ့နင်အကြောင်းတို့ကပေါင်းစုပြီးရင် တဘာဝဝိဒနာဖြစ်ပေါ့ခံစားရခံစားပြီးတော့တဘာဝဝိဒနာဖြစ်လာပါတယ်အကြောင်းတိုက်ဆိုင်ပြီးတော့ခံစားတယ်အကြောင်းအကျိုးတိုက်ဆိုင်ပြီးတော့တဘာဝဝိဒနာဝိဒနာပါအကြောင်းအကျိုးမသိမှုရုပ်ကြောင်းနဲ့သိမှုနဲ့အကျိုးအကြောင်းအကျိုးတိုက်ဆိုင်ပြီးတော့မှခံစားတတ်လို့တဘာဝဝိဒနာဖြစ်ဟုတ်ပြီလျှောက်တော့အဲတပည့်တော်ကတော့ဝိဒနာကိုနေစင်နဲ့ထိုင်ထိုင်တဲ့အချိန်မှလည်းအမြဲတမ်းရှုမဲ့ပါတယ်ဗျာအဲ့ဒါဝိဒနာဝိဒနာ ထိုင်တဲ့အချိန်မှာတော့ပို့လို့သိပါတယ်ဝေဒနာဟာလုံးဝအရင်တုန်းကတော့ငါးဝေဒနာဆွေးနေတော့ဝေဒနာဟာအရင်ပြင်းထန်ပါတယ်ဖေဟာတပည့်တော်ကဝေဒနာကိုပေပလိုက်ရှင်ပါရဲ့ဒါပေမဲ့ပေလို့မရပါဘူးအဲ့ဒါနောက်ကြတော့အရှင်ဖေပေးတဲ့ဟိုခံစားတတ်တဲ့ဝေဒနာဆိုမှတပည့်တော်ရဲ့ဝေဒနာကတော်တော်လေးကိုတက်တာတော့ပါတယ်တက်တာပြီးတော့ဝေဒနာအပေါ်မှာကြီးပြီးတော့နေလို့ရတော့ပါတယ် အရင်တုန်းကတော့တပည့်တော်ကတရားထိုင်နေဆိုလို့ရှိရင်ဝေဒနာတွေပြင်းလာရင်တရားလည်းမထိုင်ရှင်တော့ပါဘူးအဲ့လိုမျိုးဖြစ်သွားတာပါအခုကျတော့အခုရှင်ဖျားရင်ခံစားရတဲ့ဝေဒနာဆိုပြီးတော့ဝေဒနာပေါ်မှာအဲ့လိုမျိုးချူမဲ့နေတော့တပည့်တော်တော်တော်လေးကိုအဆင်ပြေတော့ပါတယ်อืมအဲ့တော့ဝေဒနာဟို ဝေဒနာဘလို့ဝေဒနာတော့တဘာဝဝေဒနာပါဘာလို့တဘာဝဝေဒနာတော့တဘာဝဝေဒနာဆိုတာဟိုအကြောင်းအကျိုးတိုက်ဆိုင်မှာပေါ်လာတာလေပေါ်လာတာဖြစ်လို့တဘာဝဝေဒနာအကြောင်းဘလို့အကြောင်းတော့ဟိုတဘာဝရုပ်အကြောင်းလေးပါဟွန်းတဘာဝရုပ်ကြောင်းလေရုပ်ကြောင်းလေတဘာဝနဲ့အကြောင်းတို့နဲ့အကျိုးတို့နှစ်ခုပေါင်းစုံဖြစ်တာနှစ်ခုပေါင်းစုံပြီးဖြစ်ပေါ်လာတဲ့တဘာဝအရင်တော့ဝေဒနာနဲ့အခုဝေဒနာဘာတွေကွာခြားလို့လဲအရင်တော့ဝေဒနာကနာကျင်ကြိုက်ခဲတာကိုငါဆိုရဲ့ ဆွေလန်းမှုနဲ့တင်ညာမဲ့ခဲ့ပြီးတော့ဖြစ်တာဖြစ်လို့ဘေးတော်ကအရင်ခင်စားရပါတယ်အခုဝေဒနာကတော့ငါငါသူတပတ်ယောက်ျားပကုတ်တဲ့တော့မရှိဆိုပြီးတော့တပည့်တော်ရှူလိုက်တဲ့အချိန်မှာတဲကရတတိစင်နေပါတယ်ဝေဒနာအပေါ်မှာဝေဒနာဝေဒနာဝေဒနာအပေါ်မှာခိုင်နေမြည်နေဆိုပြီးတော့ဟိုဟာမမဲလို့ တတရာစိတ်တိစင်နေပါလေဝေဒနာပေါ်ကိုဝေဒနာဟာဟိုဟာယုတ်ကတိငါတောင်ငင်ကတိတသိမ်းဖြစ်ပြနေတာဟိုမှာပြည့်ပြည့်သွားတာမရှိဘူးဆိုပြီးတော့အုတ်စေတာဒိဋ္ဌိစင်နေပါဝေဒနာပေါ်မှာဝေဒနာကိုခံစားတဲ့အတွက်ဝေဒနာခံစားလို့ပါဟုတ်ပါအုတ်စေတာဒိဋ္ဌိသေးတာနော်အုတ်စေတာဒိဋ္ဌိသေးဝေဒနာခံစားပြီးတော့ပြတ်သွားတဲ့အတွက် ဥစ္စေတာတရှိစင်တတရသေးတာပြတ်သွားတာမြင်တော့တတရစင်တယ်ဝေဒနာခံစားတာမြင်တော့ဥစ္စေတာတွေစင်တယ်ဝေဒနာဟာအမြဲတမ်းရှိနေတာမဟုတ်ဘူးအကြောင်းကျိုးတိုက်ဆိုင်မှာပေါ်လာတာတရားတွေလို့သိရင်တက္ကရာတက္ကရာတရှိစင်ပါလေနော်ဟုတ်ပြီအဲ့တော့အရင်တော့အတိတွေနဲ့အခုတိတွေနဲ့ဘာတွေကွာခြားသွားလဲခံစားချက်တွေခံစားချက်တွေကအရင်ကဝေဒနာကငါးဝေဒနာဖြစ်နေပါလေအခုဝေဒနာတွေကတဘာဝဝေဒနာပါခံစားတဲ့လို့ဝေဒနာပါဟုတ်ပြီအဲ့လိုသိတော့ဘလို့ ဲ့လိုဒီတော့ဘာတွေထူကြလဲတပည့်တော်ရဲ့ချစ်ချင်းမုန်းချီးတွေလည်းမရှိတော့ပါဘူးဝေဒနာတရားထိုင်တဲ့ကစိတ်ကဘယ်လိုလဲတရားဆိုင်တဲ့ကစိတ်ကလေးကဘယ်လိုနေလဲစိတ်ကလေးကငြိမ်ချမ်းပြီးတော့ဟိုဟာဝေဒနာပေါ်မှာဆွေးလန်းမှုလည်းမရှိပါပေလိုလေးမရဆွေးလိုလေးမရပါอืมဟိုပေမပေမဆွေးတော့ရဲနေပါလေอืมစိတ်ကလည်းပြင်ထွက်လို့ရသေးလားမရပါဘူးအရင်တော့စိတ်တွေကိုပြင်မထွက်အောင်ရှူရတာမလားဟုတ်ပါဘူးအခုကစိတ်ကအပြင်ထွက်ချင်လို့တော့ရလား မရပါဘူးမရတော့เนาะရောင်းမြဖြစ်သွားအရင်တော့စိတ်တွေကိုအာယုံနေဝနာတရားတွေဝင်လာမှာလို့တွေးမှာဆိုလို့ရှောက်ပြီးတော့ပယ်နေတာပယ်နေပါရဲ့အခုကြတော့တွေးချင်လို့တောင်တွေးလို့မရတော့အာယုံတင်ညာတွေကုန်သိမ့်စီတာပယ်လို့မရဆွေးလို့မရပါဘူးတင်ညာတွေတင်ထားပြီးသားဖြစ်နေချုပ်နေเนาะဟုတ်ပါဘူးဒီမိုင်းဒီစိတ်နဲ့တည်ရင်ဒီတရားနဲ့တည်ရင်ပယ်လေးပုံရဲ့ရှစ်တက်ကြံ့နိုင်သေးလားတပည့်တော့မကြမ်းနိုင်တော့ပါဘူးဘယ်သူအမခံမိနိုင်လို့တပည့်တော့ခန္ဓာကိုယ်ကအမခံပါဘူးဦးစင်းအမခံပေးလို့ရမလားမရပါဘူးဦးစင်းကဘာလုပ်ပေးလို့ရလဲ တပည့်ဟိုဆရာကညွန်ကြလို့ပဲဟိုဟောပြောလို့ဟောပြောလို့ညွန်ကြပြီလို့ပဲရတယ်เนาะကျင့်တာတော့ကိုယ်ကိုကျင့်มาရတယ်เนาะဟုတ်ပါပြီဒီစိတ်နဲ့အခုသိမယ်ဆိုရင်အပေလေးပုံငယ်ရှက်ထက်မကြအောင်ဘယ်လိုစိတ်နဲ့ဘယ်လိုအသည့်နဲ့သိမလဲသိပြပါအောင်တပည့်တော်ကမြေတန်ဝေဒနာခံစားတဲ့တဲ့ဝေဒနာဖောက်ပြန့်တပည့်တော်ဒီကံဒီအချိန်မှာဖောက်ပြန့်ဝေဒနာတွေအတင်းဖောက်ပြန့်မယ်အဲ့လိုဘယ်လိုရှိမှာလဲဖောက်ပြန့်လာတဲ့အချိန်မှာဒီဝေဒနာဟာငါးဝေဒနာမဟုတ်ပါလားတဘာဝတရားကြီးက ဝေဒနာတဘာဝတရားခံစားတယ်လို့ဝေဒနာပါလားဆိုပြီးတော့အဲ့လိုအတီးလင်းနဲ့တပည့်တော်သေးပါမယ်ခင်ဗျာ။အဝေဒနာကတော့တဘာဝဝေဒနာပြီးပြီလားဘယ်လိုရှုရမလဲ။တဘာဝဝေဒနာဆိုတော့ဘာလုပ်လို့ရလဲ။တဘာဝသီလို့သီလို့ပဲရပါလေခင်ဗျာ။တဘာဝဝေဒနာကိုသီလို့ပဲရတယ်။သီပြီးတော့အဲ့ဝေဒနာပေါ်မှာပေးလို့ပေးလို့မရဆွေးလို့မရ။အဲ့တော့သီလို့ပဲရတယ်။အဲ့စိတ်လေးနဲ့သီမယ်ဆိုရင်ပေးလို့မရဆွေးလို့မရတာအတ္တလားအနတ္တလား။အနတ္တပါဗျာ။ဝေဒနာဒီအတ္တလားအနတ္တလား။ ဝေဒနာသည်အနတ္တပါဗျာ။ဟေးဝေဒနာတွေကသူ့တဘောအနတ္တပါလားလို့သိရင်အပေလေးဘုံငင်းရှစ်တဲ့ကြာနိုင်သေးလား။ကြာနိုင်တော့ပါ။ဟုတ်ပါပြီနော်ဓမ္မ။ဝေဒနာသည်အဖြစ်အဖြစ်အဖြစ်တရားပါဗျာ။ဟေးအဖြစ်တရားပါနော်။တာရုခေါ်ပြီးရအောင်။တာတာတာ